အာရခတတော် A ရဲ့အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမယ်ဆိုတာကိုစန္ဒပြကန့်ကွက်ခဲ့ကြတဲ့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကဒေသခံ40လောက်ကိုဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါရယ်မေလ17ရက်နေ့ကရွာ9ရွာမှာစန္ဒပြခဲ့ကြတာဖြစ်ပြီးအဲ့ဒီနေ့မှာပဲဖမ်းဆီးခံရလို့မေလ25ရက်နေ့ဒီကနေ့အထိပြန်မလွတ်သေးတာကြောင့်မိသားစုဝင်တွေစိုးရိမ်နေကြတာပါဖန်စီခံရတဲ့သူတွေကတော့တန်လဲရာမကဒေသခံအယောက်20ခန့် ကင်းတောင်ရွာက10ယောက်ကျော်၊လမုံမော်ရွာက2ယောက်၊စားပြင်ရွာက10ယောက်ဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး AA ရဲ့တာဝန်ရှိသူကို DVV ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဒီနေ့အထိတော့ပြန်လည်ဖြေကြားတာမရှိသေးပါဘူးရှင်။ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ဂျွန်ကြီးကျေးရွာကမင်္ဂလာဧကံပွဲလုပ်နေတဲ့နေအိမ်ပေါ်ကိုစစ်ကောင်စီကမေလ25ရက်နေ့မှာပုံကျဲတိုက်ခိုက်လို့သရိုးသမီးနဲ့ကလေးတွေအပါအဝင်၁၀ယောက်သေဆုံးခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသအမှတ်၄စစ်ဒေသခွဲကထုတ်ပြန်ထားပါတယ်။တိုက်ပွဲမရှိဘဲဒီမနက်ပိုင်းမှာပုံလာကြတာဖြစ်ပြီးလူ၂၀ကျော်လောက်ဒဏ်ရာရရှိရလို့ဆိုပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့အကြံဖက်စစ်ကောင်စီကတိုက်ပွဲမရှိဘဲစည်ရေးပြတ်မဟုတ်တဲ့အရက်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေနဲ့လူစီကားရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိပြတ်မထားတိုက်ခိုက်တာလို့လည်းရေးသားထားပါရဲ့ရှင်။အသွင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုအသိပညာပေးဗီဒီယိုနဲ့တေးသချင်းမိတ်ဆက်ပွဲကိုမေလ23ရက်နေ့ကထိုင်းနိုင်ငံချင်းမိုက်မြို့မှာ Asia Justice and Rights အကြံကပြုလုပ်ခဲ့ပါရဲ့။ အတင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုအသိပညာပေးဗီဒီယိုကတော့ရုပ်ရှင်တရုပ်ဆောင်တောင်းကအတင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှင်းပြထားတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကတော့မြန်မာနိုင်ငံမှာတရားမျှတမှုကိုအမြင့်တွယ်အောင်ဘလို့တိဆောက်ကြမလဲဆိုတာကိုမြန်မာလူထုအနေနဲ့သင်ယူနိုင်ဖို့နဲ့မေးခွန်းထုတ်နိုင်ဖို့စတင်ခြင်းဖြစ်တယ်လို့အာဂျာရဲ့ဥက္ကဋ္ဌလည်းဖြစ်တွဲဖက်တီထောင်သူလည်းဖြစ်တဲ့ Patrick Burgess ကပြောပါတယ်။ ဒီပွဲမှာအသိပညာပေးဗီဒီယိုနဲ့မန္တလေးလိုအမိရတဲ့တခြင်းဗီဒီယိုပြသခဲ့ပြီးအတွင်ကူပြောင်းရေးဆရာတရားမျှတမှုအကြောင်းအရာတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ Patrick Vargas ကိုရိုင်းရေးသားထားတဲ့မန္တလေးတခြင်းအပါအဝင်တခြင်းဖျော်ဖြေမှုတွေကိုလည်းနားဆင်ခဲ့ရပါတယ်။မန္တလေးလိုအမိရတဲ့တခြင်းကတော့မြန်မာနိုင်ငံကနိုင်ငံရေးအကျဉ်းသားတွေရဲ့ဇလန်းတွေကိုပုံဖော်ရေးဆက်ထားတာပါရှင်။ မြန်မာစစ်ကောင်စီကဖမ်းဆီးထောင်ချထားတဲ့ဗဟိုဗန်ဒုတိယဥက္ကဋ္ဌဦးပုပ်ဝငယ်ကို American Bard College ကပေးတဲ့ Leslie Zibito Award for Humanitarian Service ဆုချီးမြှင့်လိုက်ပါတယ်။ Fulbright Scholarship နဲ့ပညာတော်အသင်းကျောင်းသားတွေမွေးထုတ်ပေးရမှာထင်ရှားတဲ့ American Bard College ဟာ2004ခုနှစ်မှာဘွဲ့ရရှိခဲ့တဲ့သင်တန်းသားဦးပုပ်ဝငယ်ကိုအခုလိုဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ဆုကိုတော့ဒေါက်တာကျော်မိုးထွန်းကကိုစားလက်ခံခဲ့တယ်လို့ဖော်ပြထားပါတယ်။ မတရားမှုအကြမ်းဖက်မှုနိုင်လုံမင်းထက်ပြုမှုတွေကိုချိန်ချောက်ခံနေရတဲ့တဦးချင်းစီရဲ့ကိုစားဘတ်အတိုင်းဝိုင်းကဘတ်ကြောင့်သားဟာဖြစ်သူရဲ့သူမတူတဲ့လှုပ်ဆောင်မှုတွေကိုအတိမတ်ပြုတဲ့အနေနဲ့ Leslie Zibito Award for Humanitarian Service ကိုချီးမြှင့်တာဖြစ်ပါတယ်။အဆိုပါစုကတော့1956ခုနှစ်မှာဘတ်မှာကျောင်းလာတက်ခဲ့တဲ့ Hungary လွတ်မြောက်ရေးလှုပ်ရှားသူသိပ္ပံပညာရှင်စာရေးဆရာ Leslie Zibito ကိုအစွဲပြုပြီးတော့ချီးမြှင့်တာလည်းဖြစ်ပါတယ်ရှင်။ တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်တမိုင်ခွဲကျေးရွာမှာစစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံးဟာနေအိမ်ပေါ်ကိုကျရောက်ပောက်ကွဲပြီးအရသားတစ်ယောက်ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့လို့ဒေသခံတွေစီကနေသိရပါဗျ။မေလ22ရက်နေ့ည8:00နာရီအချိန်လောက်ကနေစတင်ပြီးလင်ညာတပ်နယ်ကနေလက်နက်ကြီးတွေဇက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက်အသက်50အရွယ်ကိုဘိုဟင်းရဲ့နေအိမ်အနီးမှာကျရောက်ပောက်ကွဲကထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့လို့ဆိုပါဗျ။ အသက်အန္တရာယ်စိုးရင်ရတဲ့ကိုဘိုဟင်းကိုညာရင်းချင်းပြည်ကြီးမှန်တိုင်းမျိုးဟာဆေးရုံကိုပို့ဆောင်ဖို့ထွက်လာပေမဲ့လေညာကြီးရွာတရားမှာစစ်ကောင်စီကဖြတ်ခွင့်မပေးဘဲတညအိပ်ပြီးနောက်တရက်မှာမနဲ့ရောက်မှာတော့တရားကြော်ဖြတ်ပြီးသွားရတယ်လို့ဒေသခံပြည်သူတယောက်ကပြောပါရယ်။လက်ရှိမှာလူနာအထိခိုက်ဒဏ်ရာပြဲထန်တဲ့အတွက်ဘိမျိုးကိုလွှဲပြောင်းပို့ဆောင်ဖို့လုပ်နေတယ်လို့နေဆက်သူတွေစီကနေသိရပါရယ်ရှင်။ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်62ယောက်ဟာနေဆက်ကသူတို့စခန်းသိမ်းခံရပြီးတဲ့နောက်ထိုင်းဘက်ကိုလက်နက်ခဲရဲအနေနဲ့ထွက်ပြေးလာပြီးစနေနေ့ကလက်နက်ဖြုတ်သိမ်းခံရတယ်လို့ခေါက်ဆန်သတင်းမှာဖော်ပြထားပါဗျ။တခရိုင်ထိုင်းနယ်စပ်နာကကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ပြီးတဲ့နောက်ထွက်ပြေးလာကြတဲ့အတွက်လူသားချင်းစာနာထောက်ထားမှုအရထိုင်းနိုင်ငံဘတ်ချန်နေဆက်ကိုဖျက်ချော်ခွင့်ပြုခဲ့လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်62ယောက်ထဲက17ယောက်ဟာဒဏ်ရာရတာပြီး4ယောက်ကပြင်းထန်တယ်လို့18ယောက်ကသေဆုံးခဲ့တယ်လို့ပြောကြောင်းသိရှိရပါတယ်။ကရင်ပြည်နယ်မြန်မာတိုင်းနယ်ဆက်မြောက်ရီမြို့နယ်အတွင်းအားစစ်ကောင်စီတပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေနဲ့ဗိုလ်ချုပ်စောနယ်ဒါမြဦးဆောင်နဲ့ကော်တူးလီအာမီ KDL တို့ကတိုက်ခိုက်နေတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေရလို့ရှေ့တန်းသတင်းရင်းမြစ်တွေကသိရပါရရှင်။ မန္တလေးတိုင်းမြင်းချံနထိုးကြီးတောင်သာနဲ့ငဇုံမြို့နယ်တွေမှာမေလ15ရက်နေ့ကနေစတင်ခဲ့တဲ့မြင်းချံခရိုင်စစ်စင်ရေးတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်50ထပ်မင်းတေဆုံးပြီးလက်နက်မျိုးစုံ30နီးပါးတင်းဆဲရရှိတယ်လို့ကိုမင်းဆောင်အညာမြေ operation ကမေလ24ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။မြင်းချံခရိုင်စစ်စင်ရေးတိုက်ပွဲတွေကိုမြင်းချံခရိုင်စစ်ဌာနကခရိုင်ကုတ်ကဲရေးမှုရဲ့စီမံကုတ်ကဲမှုနဲ့နထိုးကြီးမြို့နယ်ပကဖား မြင်းကြံခရိုင်တက်ရင်1 2 3 4 6 8 9 10နဲ့မြင်းကြံခရိုင်ကွန်မန်ဒိုမြင်းကြံခရိုင်ဒရုန်းတပ်ဖွဲ့မြင်းကြံမြို့နယ်ပကဖတောင်သာမြို့နယ်ပကဖငဇုံမြို့နယ်ပကဖကြောက်စဲခရိုင်ကွန်မန်ဒိုမိထီလာခရိုင်အမှတ်3တရင်နေပြည်တော်အမှတ်601တရင်တဒဦးမြို့နယ်ပကဖမိထီလာပကဖတို့ကရဲဘော်တွေကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့လို့ဆိုပါတယ် ကိုမြင့်ဆောင်အညာမင်း operation အတွင်းမှာပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာမြင်းကျန်မြို့နယ်တဲကစီမီကုံရေစခန်း၊ကြောက်ပြုတ်ရွာပြူစော်တီစခန်း၊တောင်ရှိတ်ဂိတ်အထိုင်စခန်း၊မြင်းကျန်မြို့ပေါ်က၁၈ရပ်ကွက်နဲ့ခရိုင်ထွေးအုပ်ရုံးတွေအပြင်နထိုးကြီးမြို့နယ်တဲကဝက်လူရေစခန်း၊ gas pipeline နဲ့မြို့မစခန်း၊ဇီကျေးရွာအနီးနားကစစ်ကောင်စီစစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါရရှင်။ အေရီတိုင်းညောင်နှုံးမြို့နယ်ရန်ကင်းဆန်ရခြေရွာမှာမေလ24ရက်နေ့နေ့လယ်2နာရီကျော်မှာမြေကဘာပြိုကျပြီးလူနေအိမ်၁၀လုံးကျော်မြစ်ထဲကိုမျောပါကအိမ်ခြေ30ကျော်ကိုချက်ချင်းပြောင်းရွှေ့ပေးခဲ့ရတယ်လို့ဒေသခံတွေကနေသိရပါဗျ။ရန်ကင်းဆန်ရခြေရွာဟာညောင်နှုံးမြို့အနီးနားမှာတည်ရှိပြီးပန်းလိုက်မြေကမ်းဘေးအနီးနားမှာတည်ထားတဲ့အတွက်မြေကြီးတိုက်စားပြီးမြေကဘာပြိုကျကလူနေအိမ်တွေမျောပါခဲ့လို့ဆိုပါရယ်။ လူတွေထိခိုက်တာမရှိပဲအိမ်အများစုကတော့တစ်အိမ်နဲ့ဝါအိမ်နေဖြစ်ပြီးတိုက်အိမ်တွေလည်းရှိတဲ့အတွက်ချက်ချင်းပြောင်းရွှေ့နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်နီးစက်ရပရိဒအဖွဲ့တွေကလည်းအချိန်မီရောက်ရှိလာကြပြီးကုညီကယ်ဆယ်ရေးတွေလုပ်ပေးနေကမြေကမ်းမတွေဆက်လက်ပြိုကျနိုင်တဲ့အတွက်မြေကမ်းထိန်းသိမ်းဖို့အတွက်ကိုလိုအပ်တာတွေကိုလှုပ်ဆောင်နေရလို့ဆိုပါရစေ။ပန်းလိုက်မြေကျောတလျှောက်မှာရေအရင်းမြစ်ဌာနကမြေကျောင်းထိန်းသိမ်းရေးလုပ်ငန်းတွေကိုပြုလုပ်နေပေမဲ့မြေကဘာပြိုကျမှုတွေဟာမကြာခဏဖြစ်ပေါ်နေရလို့ဒေသခံတွေဆီကနေသိရပါရရှင်။ ပြီးခဲ့တဲ့ဧပြီလအတွင်းစစ်ကောင်စီတပ်ကလူခွင့်ရေးချိုးဖောက်မှုအကြိမ်ပေါင်း600လောက်ကျူးလွန်ခဲ့ပြီးလူပေါင်း360လောက်သေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။တရားလက်လို့တပ်ဖြတ်ခံရတဲ့128မှုရှိတဲ့အတွက်အများဆုံးကျူးလွန်ခံရတာဖြစ်ပြီးတိုက်ပွဲမရှိဘဲလက်နက်ကြီးလေကြောင်းတွေနဲ့ပြည်သူတွေနေထိုင်ရာကိုတိုက်ခိုက်ခဲ့တဲ့တခြားကျူးလွန်မှုက164ကြိမ်ရှိရလို့ဆိုပါတယ်။ စကားရိုင်းတိုင်းမှာလူအခွင့်ရေးချိုးဖောက်တာအများဆုံးဖြစ်ပြီးတော့125ကြိမ်ရှိသလိုအကြိမ်80လေးချောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ဧပြီလအတွင်းမှာလေးချောင်းတိုက်ခိုက်ခံရလို့လူပေါင်း233ယောက်တိဆုံးခဲ့ရပြီးအစုလိုက်ပြုံလိုက်တက်ဖြတ်ခံရတဲ့ဖြစ်စဉ်ဟာ16ခုရှိခဲ့ပါတယ်။လူပေါင်း125ယောက်တိဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လေချောင်းတိုက်ခိုက်ခံရလို့ပြည်သူပိုင်နေအိမ်406လုံးစာတင်ချောင်း18ချောင်းပျက်စီးပြီး မကွေးတိုင်းထဲမှာတော့လူနေအိမ်118လုံးပျက်စီးခဲ့ပါတယ်။ဗုဒ္ဓဘာသာဘာသာရေးအဆောက်အုံ22ခု၊ခရစ်ယာန်ဘာသာရေးအဆောက်အုံ၄ခုနဲ့အစ္စလာမ်ဘာသာရေးအဆောက်အုံတစ်ခုပျက်စီးခဲ့ရပြီးသခိုင်းတိုင်းထဲမှာအများဆုံးပျက်စီးခဲ့တာပါ။ရှမ်းပြည်နယ်တာချီလေးမြို့နယ်မှာမေလ24ရက်နေ့မှာမိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်မြို့ပေါ်ရက်ွက်တွေရေကြီးခဲ့ပါတယ်။မိုးရွာပြီးတောင်ကြားရေစီးဆင်းလာတဲ့အတွက်မြို့ပေါ်ရက်ွက်တွေဖြစ်တဲ့ပုံးထွန်း၊တာလော့၊မကောက်ခဲ့ ဆန်ဆိုင်ကဆန်ဆိုင်ခအနိုင်မိုင်းရက်ွက်တွေမှာရေဝင်ရောက်လာတယ်လို့တာချီလိပ်မြို့နယ်မိသက်စခန်းကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေလူမှုအသင်းအဖွဲ့တွေကကူညီပေးခဲ့တယ်လို့ရေဘေးသတိပြုနိုင်ရေးအသိပေးနှိုးဆော်ထားတယ်လို့မိသက်တပ်ဖွဲ့ကပြောထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာ မေလာတတရအပတ်ကလိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်အစီးရေတရာကျော်ကိုတင်းဆဲခံရတယ်လို့မြို့ခံတွေကပြောပါတယ်။ ောင်ကြီးရလိုင်စင်မဲ့ကားရောင်းဝယ်သူတွေရဲ့ကားတွေနဲ့ဖျားဖြူနဲ့နောင်ကားမှာရှိတဲ့ပွဲစားတွေရဲ့ခြံဝန်းတွေကကားတွေကိုမော်တော်ဘီကယ်ရဲတွေကတိမ်းဆဲခဲ့တာပါ။ဒါအပြင်ဆိုင်ကယ်အုပ်ထုပ်မဆောင်တာ၃ယောက်စီးတဲ့ဆိုင်ကယ်တွေကိုပါကားပေါ်တင်ပြီးတော့တိမ်းဆဲတာတွေကိုမေလ22ရက်နေ့နောက်ပိုင်းမှာဇက်တိုက်လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။လိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေဆိုတာကတော့နေဆက်ကနေသူတို့ကိုပတ်စံပေးပြီးမှဒီဘက်ကိုရောက်လာတာဖြစ်ပြီးဖမ်းကျင်အစကတည်းကနေဆက်မှာလောက်ရမှာဖြစ်တဲ့အကြောင်း အခုတော့ပြည်သူတွေကနင့်နာတထန်နင့်နာတယ်လို့တောင်ကြီးမြို့ခံတယောက်ကပြောပါတယ်။မေလ20ရက်နေ့ကစစ်ကောင်စီအစည်းအဝေးကနေလိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကို နိုင်ငံလုံးချုပ်ရေးနဲ့အခွန်အရေးဖမ်းဆီးဖို့ညွှန်ကြားပြီးတဲ့နောက်လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေတင်ဆက်ခံရတာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်ထဲမှာမေလ22ရက်နေ့ကနေစတင်ပြီးစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲတွေပြင်းထန်နေသလိုစစ်ကောင်စီတပ်ဘက်ကလည်းလေကြောင်းကနေတောက်လျှောက် တိုက်ခိုက်နေတယ်လို့သိရှိရပါတယ်တိုက်ပွဲဖြစ်နေတဲ့အနီနာကျေးရွာတွေကထောင်ထဲချီတဲ့ဒေသခံပြည်သူတွေကနေရက်ဆွန့်ခွာပြီးတော့ထွက်ပြေးနေရတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တောင်ကိုလမ်းဆောင်အနောက်ဘက်ဘဘဲကျောင်းအနောက်ဘက်ချမ်းမှာရှိကြတဲ့ဇပက်ကျဲကျဲယိုးပင်ငုံမင်းတောပုဇီးပင်သာကျေးရွာတွေကထောင်ချီတဲ့ဒေသခံတွေကဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတင်းရှောင်နေကြတယ်လို့သိရပါတယ် မေလ24ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေပြီးတိုက်ပွဲအခြေအနေတွေကိုစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသတင်းထုတ်ပြန်တာတော့မတွေ့ရသေးပါဘူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတောင်ငူမြို့နယ်စပယ်ကျဲရွာအနီးမှာရှိတဲ့လျှက်စစ်တပ်အဘေးစက်ရုံကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့သိရပေမဲ့ DVV အနေနဲ့တော့တိကျအတည်မပြုနိုင်သေးပါဘူးရှင် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အနောက်မော်ရုံကျေးရွာအုပ်စုကညောင်စင်တောင်ကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံတိကျတိုက်ခတ်ခဲ့တယ်လို့မော်ရုံကျေးရွာခန်ကြီးကပြောပါရယ်မော်ရုံရွာအခြေဆိုင်36အမြောက်တပ်ကနေမေလ22ရက်နေ့မနက်9နာရီအချိန်လောက်မှာဒရုန်းနဲ့ပုံတိလေးလုံးလာရောက်ကျေးရွာဖြစ်ပြီးကျောင်းခေါင်မိုးနဲ့နေရည်နေမှာပုံတိထိမှန်ကထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဆိုပါရယ် တိုက်ပွဲဖြစ်ပေါ်တာမရှိပဲတနေရာတွေကိုဘုံသီးတွေလာကျဲချတာဖြစ်ပြီးကျောင်းမှာစာမတင်တဲ့နေ့ဖြစ်တဲ့အတွက်ကလေးတွေထိခိုက်မှုတော့မရှိဘူးလို့သိရပါဗျ။မေလ22ရက်နေ့တနေ့တည်းမှာပဲတနင်္သာရီမြို့နယ်ကြောက်တောင်ကျေးရွာကိုစစ်ကောင်စီတပ်က Jet Fighter လေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့မေလ22ရက်နေ့ကလည်းလယ်တစ်ကျေးရွာအနောက်ကန်းကို drone နဲ့ဘုံသီးချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။ စစ်ကောင်စီကဒီတစ်ပတ်အတွင်းတနင်္သာရီမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာပြီးကြေးရွာစာတင်ကျောင်းတွေကိုပြင်းထန်ထားတိုက်ခိုက်လာတာကိုတွေ့ရတယ်လို့ဒေတာရင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရရှင်တရက်လောက်ခကြက်တောင်းရရှိဖို့တောင်းဆိုဆန္ဒပြတည်ကြရတဲ့ True Green Cozy စက်ယုံကအလုတ်သမားတွေဟာရှစ်တောင်ကျန်တဲ့ညှိနှိုင်းကအစင်ပြေသွားပြီလို့အဲ့ဒီစက်ယုံနဲ့နီးစက်သူတွေစီကနေသိရပါဗျာ ရွှေပြည်သာမျိုးနွယ်မှာရှိတဲ့ True Green စက်ရုံအလုပ်သမားတွေကလက်ရှိတရက်လောက်ခါဟာ6800ကျပ်အစား1000ကျပ်ပေးဖို့နဲ့ရပ်မှန်ကြီးကို85ရက်ပြည့်ရင်15000ကျပ်နောက်15ရက်ပြည့်ရင်15000ကျပ်ဖြတ်ဖို့ကိုလုပ်ငန်းခွင်မဝင်ပဲတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအလုပ်သမားတွေအနေနဲ့မေလ20ရက်နေ့ကနေစတင်ပြီးတောင်းဆိုခဲ့ကြတာဖြစ်ပြီး၄ရက်အကြာမှာရန်ကုန်တိုင်းပေါင်းဆက်အဖွဲ့ရဲ့ညှိနှိုင်းပေးတဲ့တရက်လောက်ခ8000ကျပ်နဲ့ နှစ်ဖက်သဘောတူညီမှုရရှိသွားတယ်လို့အလို့သမားတွေဘက်ကကုညီပေးနေသူတယောက်ကပြောပါရယ်။နှစ်ဖက်သဘောတူညီချက်အရအလို့ရှင်ကအရင်ပေးချေတဲ့တရက်လောက်ခ4800ကျပ်နဲ့ထောက်ပံ့ကြေး2000ကျပ်အစားနောက်ထပ်ထောက်ပံ့ကြေး1000ကျပ်နဲ့အလို့တက်ကြေး200ကျပ်စုစုပေါင်း8000ကျပ်ပေးမယ်ဆိုတာကိုအလို့သမားတွေကလက်ခံလိုက်တာဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါပါတာဝန်ခံတဲ့မြမဝင်းခွဲ ဖြစ်သူတို့ဟာ မေလ23ရက်နေ့ညပိုင်းမှာပြစ်ခတ်ခံရပြီးတေဆုံးသွားတယ်လို့နီးစပ်သူတွေကနေသိရပါဗျ။ဝက်လက်မြို့နယ်မန္တလေးရွှေဘူကာလန်းဘေးမှာရှိတဲ့တမာကုန်းရွာအနီးကလဲဆောင်တဲ့တခုမှာဝက်လက်မြို့နယ်ပါအဖတာဝန်ခံဖြစ်တဲ့ဦးမျိုးအောင်ကိုနဲ့သူ့ရဲ့ညမဝင်ခွဲတော်ဆက်တဲ့အမျိုးသမီးနဲ့အတူတူရှိနေတဲ့အချိန်ပြစ်ခတ်တပ်ဖြတ်ခံရတယ်လို့သိရှိရပါဗျ။ ဦးမျိုးအောင်ကဝက်လက်မြွနယ်ထဲမှာရှိတဲ့တိုက်နယ်အားလုံးကိုတာဝန်ယူထားတဲ့သူဖြစ်ပြီးရန်ညိုးရန်စားရှိတဲ့သူမဟုတ်ဘဲလူတော်တယောက်ဖြစ်တယ်လို့ဝက်လက်မြွနယ်ပါကဖတာဝန်ခံကိုကျော်က TVV ကိုပြောပါရတယ်။တည်ဆုံသွားတဲ့ပါဖတာဝန်ခံဟာတရားလွှတ်တော်ရှေ့နေဖြစ်ပြီးစစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေစတင်က CDN ပြုလုပ်ထားတဲ့သူလည်းဖြစ်ပါရ။ပြစ်ခတ်ခံရတဲ့အခြေအနေတွေကိုစုံစမ်းစစ်ဆေးနေရလို့သိရပါရ။ဦးမျိုးအောင်ကိုရိုးနှစ်ယောက်ပြစ်ခတ်ခံရတဲ့လေတော်ရွာတွေကို ရွာသားကြီးကျေးရွာအတွင်အထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံတွေကမကြာခဏစစ်ကြောင်းထိုးဝင်ရောက်တာရှိနေတယ်လို့သိရပါတယ်ရှင်။ရန်ကုန်တိုင်းမြောက်ကလာနယ်မယန်ကုန်းမြို့နယ်အတွင်းမှာကဘာရေးလန်တလျှောက်စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကဘက်ထရီစပိန်တွေကို၃ရက်ဆက်တိုက်ဖမ်းဆီးငွေညင်းနေတယ်လို့မြို့ခန်တွေစီကနေသိရပါတယ်။ပြီးခဲ့တဲ့မတ်လ22ရက်နေ့ညနေလောက်ကနေစတင်ပြီးမြောက်ကလာမြို့နယ်လမ်းဝတရာအစဉ်တရက်ကွက်က ခတ်တာလမ်းထိပ်မှာ ဘက်ထရီစပိန်အစီးရေ30နီးပါးကိုစစ်ကောင်စီရဲတွေကဖမ်းဆီးထားပြီးတစည်းကိုကြက်ငွေ2000နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါဗျ။ဒီလိုဖမ်းဆီးနေတာကစစ်ကောင်စီအငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်တနက်နေ့ပြစ်ခတ်လုံခြံခံရပြီးတဲ့တိုက်စုံးမှုနောက်ပိုင်းမှာစတင်ဖမ်းဆီးလာတယ်လို့လည်းသိရပါဗျ။မယန်ကုန်းမြို့ခံတယောက်ကပြောရမှာတော့အဲ့ဒီနေ့မနက်ကတက်ကအကြီးတကောင်အသက်ခံရပြီးကလေးကနေ့ကင်လောက်ကနေစတင်ပြီးဖမ်းတာဖြစ်ကြောင်းနဝရေးထိတ်လံဝဘက်ကနေစတင်ဖမ်းဆီးကြောင်းနဲ့ ဘက်ထရီစပိန်တွေရော e-bike တွေရောအကုန်ဖန်စီကြောင်းညှိလို့ရတဲ့ဘိန်းတွေကတော့2000ပေးရပြီဖန်စီထားတာအစီး40ကျော်ကျောင်းနဲ့22ရက်နေ့ကလေးကဖန်စီနေရလို့ပြောပါတယ်ရှင်ရန်ကုန်မြို့မှာဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်တနက်နေ့ပြစ်ခတ်ခံရပြီးတဲ့နောက်မှာစစ်ဆေးဓာတ်တွေတင်းကျပ်လာတဲ့နေ့မြရက်ွက်တချို့မှာအဲစင်းတိုင်တဲ့သူတွေပုံများလာတယ်လို့မြို့ခန့်နေစီကနေသိရပါတယ် စစ်ကောင်းဆောင်မင်းအောင်လိုင်အားထားရတဲ့အရာရှိဟောင်းတယောက်လုံးကြံခံရတဲ့အတွက်ပြစ်ခတ်သူတွေကိုအ мян ဆုံးဖော်ထုတ်ဖမ်းဆီးဖို့နေပြည်တော်ကဖိအားပေးထားတာကြောင့်ရန်ကုန်မြို့မှာပိုက်စိတ်တိုက်စုံစမ်းစစ်ဆေးနေပါတယ်။အဲဇင်းပိုစစ်မယ်ဆိုတဲ့တဲ့တွေထွက်ပေါ်နေတဲ့အတွက်ပြည်သူတွေကြားမှာစိုးရိမ်နေကြပါတယ်။ဒါအပြင်မရန်ကုန်မြို့နယ်နဲ့ဆက်ဆက်မြို့နယ်တွေမှာရှောင်းတခင်စစ်ဆေးတာအဲစင်းစစ်ဆေးတာတွေပိုလုလာသလိုဆိုင်ငယ်ဘေးတွဲတွေကိုလည်းဖမ်းဆီးတာတွေပိုပြီးတော့လုလာတယ်လို့မြို့ခံတချို့ကပြောပါဗျ ဗိုလ်မှူးချုပ်ဟောင်းချိုတွန်းအောင်မေလာ22ရက်နေ့မနက်ပိုင်းကမယန်းကုန်းမြို့နယ် A1 မှာရှိတဲ့နေအိမ်မှာတနက်နေ့ပြစ်ခတ်ခံရတာဖြစ်ပြီး Golden Valley Warrior ကတော့သူတို့လောက်တာလို့ထုတ်ပြန်ထားပါဗျာ။